ပြန်လို့ဘူးကြိုက်တဲ့ပုံစံတွေကဟိုလိုမင်းသားလုတ်လို့ရမယ်လူမျိုးရုပ်ရုပ်မျိုးတွေကြိုက်တာဒါပေမဲ့မင်းသားလုတ်တာလည်းမကြိုက်ဘူးဟုတ်တယ်တွင်တူလို့သူများတွေဝိုင်းကြိုက်တာမကြိုက်ဘူးအဲဒါကြောင့်အဲ့လိုတော့မကြိုက်ဘူးဆိုတော့အဲ့လိုမျိုးရုပ်ချောတူတော်များလည်းမင်းသားတော်တော်များ model လုတ်ကြတာများတော့ဟိုအဲ့လိုကြိုက်ရမယ်လို့မရှိတော့ဘူးကိုကိုချစ်သူဆိုကိုပဲအဲ့လိုအပိုင်သိမ်းထားချင်တာဆိုတော့အဲသူများရင်လည်းလူသွားမယ်လို့လည်းမလုပ်ဘူးကိုကြီးသားသားဆိုလို့ရှိရင်ချောချောလေးရလို့ရှိရင်လည်းဖွက်ထားမှာ အောင်ငဲ့တဲ့ပေါ်လေအရင်လာပဲရောက်သွားကြမှာ fairy tale တခုတည်းရောက်သွားတယ်လို့ခံစားရတယ်။အာဘောရော marry me ဆိုတဲ့ channel ဖတ်ပြခဲ့ပါဗျာ။ဟုတ်ပါဘူး။သူတို့သမီးလေးကဘယ်တော့တောင်းလာ။အရှမ်းအရင်လာအရင်လာတကယ်လာတာပါ။အာချမောပြမဲ့ ူမြိုက်ပြောသူပေါ့နော်နက်ဖတ်တဲ့စုံတွဲလိုမျိုးသူချောရပါပေါ့နော်လှနေရလုံးနေရလုံးချောပါဟာမယ်ရီမီချင်းလေးနဲ့သူတို့က ပို့ပြီးတော့ဟာသူကဟိုအဲ့ the wedding တချင်းလေးပေါ့နော်သူတချင်းရဲ့မှာသူကနှစ်ဖန်လူကြီးရေရှင်းမောင်မှာဂရီးတစားပြူလို့အဖြူရောင်သူတို့သမီးမင်းကအဲ့လိုမျိုးတဲ့အဲ့ရယောက်ျားလေးပိုက်ဆိုတာပေါ့အဲ့ချင်းကကိုဟဲလေးနဲ့ဆိုတာအဲ့အဲ့တချင်းလေးတော်တော်လေးလေးချစ်ဖို့ကောင်းတယ်ဟို wedding အတွက်ပေါ့နော်ဟုတ်ဟိုဒီနေ့မှာသူတို့ပါဝင်ခွင့်ရရဟိုဝမ်တာပေါ့နော်အော်ဘာပြောဒါသူများရဲ့နေထူးနေမြက်လေးပေါ့နော်ဒါအမှတ်တရရက်လေးမှာကိုကနေပြီးတော့ဝင်ပြီးတော့မှပါဝင်ခွင့်ရတဲ့ဝမ်တာအရန်ဝမ်တာပျော်လေးပျော်ပါတယ် ဟုတ်တယ်ဆိုနေတယ်ဆိုဆိုပရဲ့ဆိုပရဲ့အဲ high page ကတော်တော်လေးကိုညင်တယ်လို့ပြောလို့ရကိုတော်တော်လေးကိုနားမှာဟိုကိုလည်းရုပ်တရက်ကတော့ all super သချင်းဆိုပဲပေါ့နားမှာ तू तू ဒီပါစေဒီချစ်ချင်းလေးအဲ့ချင်းလားမသိဘူးဟုတ်မလား အဲ့အချိန်မှာဆိုတော်တော်ခင်းမြန်တာဆိုလို့ဆိုတာပြီးတော့လည်းအော်နိုင်တယ်ဆိုတော့အော်နိုင်တယ်တော့ဆိုနိုင်တယ်အဲ့ဒါလည်းဟိုသဘောကျတာပေါ့နော်သူကအေးစေးပါဟိုခင်းတယ်အဲ့လောက်ထိတော့အရင်ကတော့ဟိုအပူတွယ်တွယ်ကြီးတော့မရှိဘူးပေါ့နော်ဘိုးလည်းသူကဘယ်မှမထွက်ဘူးဆိုတော့မတီးတီးနဲ့တော့ဘိုးကတော့ဒီနေ့ပူတွယ်တွယ်အမလို့ကိုခင်းတယ်ဟုတ် wedding နဲ့တက်ရမှိုက်ပါတယ်ဟောဆိုတော့ wedding ထဲမှာသူများရဲ့သူများကြီး decoration လုပ်ထားပါဆန်နေကုန်ခိုင်းလုပ်ထားကြတာလေအဲ့ decoration ထဲမှာကိုကတမုံရဲရကြိုက်ဆုံးပါပဲဆိုးပါမယ်တော့လှချုံပါပြော ဟိုအရင်အောင်ပြူကိုမစင်းစားတော့တော့ပါအောင်ဘာလို့ဆိုတော့ဟိုဟိုနဲ့တင်းတော်မဲ့လူကမတွေ့သေးဘူးမွေးသေးရလားမွေးသေးတာဖြစ်နိုင်တယ်ဒီဒီကဘာမွေးသေးကြီးမြရလဲပါပါဟိုရန်ရှိမြရလဲပါမယ်နောက်တစ်ခါအဲ့လိုပဲအပြူကြီးစားတာပါတယ်ထင်ပါတယ်ပါရင်လွှဲမရအောင်ရှောင်းလို့မရအောင်။အင်းမြောင်ဂျင်းမြားကတော့တကယ်ချင်းတယောက်ကိုပြောပြတော့မြင်းလို့ဒီဂျင်းမြားဟဲ့လူကကဘာပေါ်မှာမရှိဘူး။ မြင်ကြီးများတဲ့ဆိုင်ရအောင်တော်တော်များများပြောပါရဲကဘောင်မှာနင်လိုချင်တဲ့တိုက်ကမရှိရောဦးရဲမမွေးသေးဘူးရဲဖျားတခင်ကမမွေးမဖန်သင်းသေးဘူးရဲမစကြရောရရှိရမယ်ရုပ်ချောရမယ်တားဖြူရမယ်ဒါတော့ဟောပြောပါမယ်တချို့ကြတော့သူတို့ကသူတို့ရုပ်ချောရလို့ထင်မဲ့အဲရရရှိမယ်အာတားဖြူမယ်ဒါပေမဲ့တော့ညာလေသူကနည်းနည်းလေးရုပ်ရည်က cute type ဖြစ်တဲ့ပုံစံကိုပြန်ကြည့်တဲ့သဘောကြတယ် အဲခါကျတော့ handsome ဖြစ်နေတော့တကယ်ပြောရင်သူကြိုက်တဲ့ပုံစံတွေကဟိုလိုမင်းသားလုပ်လို့ရမယ်လူမျိုးရုပ်ရုပ်မျိုးတွေကြိုက်တာဒါပေမဲ့မင်းသားလုပ်တာလည်းမကြိုက်ဘူး model ရောမင်းသားဟိုရုပ်ရည်မျိုးကြိုက်တယ်ဒါပေမဲ့ career ကမင်းသားတွေလုပ်တာရော model လုပ်တာရောမကြိုက်ဟုတ်တယ်သူတို့လို့သူများရဲ့ဝိုင်းကြိုက်တာမကြိုက်ဘူးအဲဒါကြောင့်အဲ့လိုတော့မကြိုက်ဘူးဆိုတော့အဲ့လိုမျိုးရုပ်ချောရဲ့လူတော်များလည်းမင်းသားတော်တော်များ model လုပ်ကြတာများတော့ဟိုလိုကြိုက်ရမယ်လူမရှိတော့ဗျာ တဲ့ကိုကိုကိုချစ်တူဆိုကိုပဲအဲ့လိုအပိုင်သိမ်းထားချင်တာဆိုတော့သူများရင်လည်းလူရောမယ့်အလုပ်လေးမလုပ်ဘူးကိုကြီးသားသားဆိုလို့ရှိရင်ချောချောလေးရလို့ရှိရင်လည်းဖွက်ထားမှာမင်းပဲမထွက်နဲ့နေချလူတွေဟိုကဘာလဲအပြစ်တော့ရအောင်မက်စတာထားလောက်မှာအဲ့တော့သူများရင်ကိုကြီးသားကိုတွေ့ပြီးကြိုက်တယ်ပြောလို့မလားအာမမဟုတ်ဟိုကဘူအာဘူကိုရီးယားမင်းသားလေးတွေသူကဖျားတခင်ကတွေ့တွေ့ဖို့ဖန်ဆင်းပေးထားဖို့လို့အပြူကြီးဖြစ်နေရတယ်ဖြစ်နေတယ် ခြားနိုင်ငံမှာရှိနေရှိမှာပေါ့ရှိနေတယ်ဖြစ်နေတော့မြန်မာနိုင်ငံမှာမဟုတ်လေခြားနိုင်ငံမှာရှိနေစီကစားပါဒါဘုအပြော်ရှောက်ပြောနေရပါပြိတ္တတွေဘိုးရဲ့ယူရချက်ကတော့ဘာမှတော့ true ကြိုက်မရှိပါဘူး